ော်အဲတို့ကြတော့ဒီသုံးလခံစည်းကိုဒါဖြတ်လိုက်မယ်ဆိုရင်ပေါ့နော်သူရဲ့အမျိုးသားနဲ့ဒါဗနီးလောက်ကြာရင်ပေါ့နော်ပြန်လည်ပြီးတော့အာညီလို့ရလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးပြပြပေးပါအောင်ရှင့်အဲသုံးနာခံစေထိုးပြီးတော့ဗနေရကြရင်လူရကြရင်စိတ်ဖြစ်လဲပေါ့နော်အမားတို့ကဟော်မုန်းပါတဲ့စီကိုထိုးစေးပဲဖြစ်ဖြစ်တောက်စေးပဲဖြစ်ဖြစ်တောက်စတောက်မယ်ဆိုလို့ရှိရင်စတောက်မယ်ဖြစ်ထိုးရမယ်ဆိုလို့ရှိရင်ရာသီလာလာတဲ့ အတွင်ပေါ့ရာသီလာပြီးတပတ်အတွင်ပေါ့ရာသီလာပြီးတာတော့မဟုတ်ရာသီလာအဆလာရာနေတပတ်အတွင်ကိုတပတ်အတွင်ကိုဟုတ်ယူတောက်ဖို့စသေးတောက်ဆိုလဲအဲ့ချိန်မှာစတောက်ရမယ်ထိုးသေးဆိုလဲအဲ့မှာထိုးတာ effective ဖြစ်တယ်ဘာဖြစ်လို့ဆိုအဲ့ရင်တောက်ကျွေတာနှစ်ပတ်လောက်ဆိုကျွေတယ်ဆိုတော့အရှိက9ရက်လောက်ကပါဖြစ်တော့မှအနောက်ကဟာကိုကပါဖြစ်တယ်ဆိုတော့အဲ့လိုမျိုးတိုက်တွန်းတယ်တကယ်လို့မရဘူးရာသီ သက်ဝန်းရဲ့ရာသီလာရာရဲ့အလယ်မှာပဲဖြစ်ဖြစ်ရာသီလာပြီး9ရက်ကျော်မှာပဲဖြစ်ဖြစ်စပြီးထိုးမိရဖြစ်ဖြစ်စပြီးတောက်မိရဆိုလို့ရှိရင်တော့နောက်ထပ်9ရက်ကမကာွယ်နိုင်ဘူးမကာွယ်နိုင်တော့နောက်ထပ်9ရက်ကိုရက်ရှောင်နေရှောင်ကိုနွန်သုံးတော့9ရက်ကျော်တော့မှသာအဲ့ဒီမသက်ကစိတ်ချပြီးစပြီး function အလုပ်အလုပ်လုပ်ပြီးပေါ့အဲ့အတွက်ကြောင့်မလို့မာရော9ရက်ကတော့ ရက်ရှောင်ရှောင်ကွန်နွန်တုံအဲ့ဒီတော့မျိုးနဲ့နေရပါတယ်ဟုတ်ကဲ့ဆရာမအဲ့တော့ဘောတော့တမိနောက်ထပ်မေးချင်တာကတော့ဒါကတော့ဒီဒီကွန်နော်ဒီအမျိုးသမီးတွေနဲ့ပဲထပ်ပြီးတော့တက်ဆိုင်နေဟာပေါ့နော်ဒါကတော့ဗာလဲဆိုတော့ဒီခလေးနိုးတိုက်မိခင်တွေပေါ့နော်ခလေးနိုးတိုက်မိခင်တွေကြတော့တို့ပေါ့နော်ဒီခလေးနိုးတိုက်နေရင်ပေါ့နော်တို့ဒီကာလမှာတို့ရဲ့အမျိုးသားနဲ့အတူတူနေမယ်ဆိုရင်ပေါ့နော်ကိုဝင်ရနိုင်လာပေါ့နော်ဘယ်လောက်ထိစိတ်ချရလဲဆိုတာလည်းပြပြပေးပါဦးရှင်ဟုတ်ပါဘူး အမတို့ကကလေးတယောက်မွေးပြီးသွားလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်42ရက်ကြာလို့ရှိရင်တောင်းပြန်ကြွေပြီလို့ယူဆရတယ်။42ရက်မှကြာတန်းတတိသားဟိုတန်းဆက်ချဖို့အတွက်အမတို့ကစပြီးတော့ဆွေးနွေးကြတယ်။နော်노တိုက်နေတဲ့မိခင်ဆိုလို့ရှိရင်တော့6လအထိတောင်းမကြွေဘူးလို့ယူဆတယ်။ဒါပေမဲ့ तू नो တိုက်တာကလည်းဘယ်လိုတိုက်ရမလဲဆို नो တစ်ခုတည်းပဲတိုက်ရမယ်။ဟုတ်ကဲ့။ရေရေတွေပိုင်းမတိုက်ရအောင်။တခြားဟို नो မုတ်တွေပိုင်းလည်းမတိုက်ရအောင်။အဲ့ကလေးလေးကိုငိုတိုင်းတိုက်၊စာတိုင်းတိုက်၊အချိန်တိုင်းတိုက်အများနဲ့ नो တစ်ခုတည်းကို6လအထိတိုက်တော့မှသား သူ့တောင်းကြွေတာရက်ထင်းကြီးဘူးတောင်းမကြွေနိုင်ဘူးပေါ့အဲ့ဒီမှသာ effective နည်းနဲ့ခလေးမရနိုင်ဘူးခလေး6လအထိခလေး6လကျော်သွားရင်တော့မတော်က တောင်းပြန်ကြွေပြီးတော့ယူစားတယ်အဲဒီတော့ကြောင့်မလို့ no time making ကစေဖြစ်ဆုံးအပထမ6လပဲအဲ့ဒါအောင် note တစ်ခုရဲ့အတိုင်းမဟုတ် no ဘူးတွေရောတခြားတွေရောတိုင်းနေလို့ရှိရင်စေမဖြစ်ဘူးခလေးရသွားနိုင်တယ်ဟုတ်ကဲ့ပါရှင်အဲ့တော့ဆရာမကြီး तू ကဒါကြတော့ဒီခလေးကိုပဲပေါ့နော်အဲ့တော့ဒီမိခင်အနေနဲ့ကြတော့ပေါ့နော်တချို့မျိုးအစားအသောက်တွေပါတယ်အဲ့လိုမျိုးရှောင်ရတာမျိုးရောရှိလားဒီလိုကာလအတွင်းမှာပေါ့နော်အမတို့ကတော့ခလေးအများဖြစ်ကတော့အဟာရပြည့်အောင်အကုန်စားတာပဲအလုံးဥစားအလုံးအရန်ငယ်လုံးနာတို့အဲ့လိုမျိုးငချောက်တို့ငပီတို့အဲ့လိုမျိုးကလွယ်ရင်ကျန်တဲ့ဟာအကုန် စလို့ရပါတယ်เนาะအဲ့ဒါမျိုးကစလို့ရတယ်နောက်တစ်ခုက no time meeting ရဲ့ account တာဆက်ချာနီးပေါ့เนาะဟုတ်ကဲ့ no time တကယ် no time နေတယ်လို့ဆိုလို့ရှိရင်အမှတော့ဟော်မုန်းနှမျိုးပါတယ်တာဟိုတာဆေးကတောက်လို့မရဘူးဟုတ်ကဲ့ဆရာเนาะသူတို့ ਈ dress special ပေါ့ no time meeting တောက်တဲ့တားစီရှိတယ်တသက်မဲ့တားစီရှိတယ်အဲ့ဒါကြတော့မြန်နေ့တိုင်းနေ့တိုင်းအချိန်မမှန်တောက်ရတယ်ဟုတ်ကဲ့သူကတော့ဟော်မုန်းတစ်မျိုးတည်းပါတဲ့အတွက်ကြောင့်နည်းနည်းလေးပျော့တယ်ဟုတ်ကဲ့နော်ပျော့တော့တဲ့ကြောင့်မလို့သူကအချိန်မမှန်လေးတောက်တော့မှသူကဟိုနည်းနည်းလေးအချိန်လေးနှောက်ကြတာလည်းသူက ကလေးရသွားနိုင်တယ်။နောင်နိုတမိခင်တောက်တဲ့ဆေးရှိတယ်။နောင်နိုတမိခင်တွေမှာဗာသုံးလို့ရတယ်ဆိုထိုးဆေးသုံးလို့ရမယ်။ထိုးဆေးသုံးလို့ရမယ်။နော်။အဲဆိုအဲ့ဒါတွေကနိုးထွက်တာတွေမလျော့ဘူးပေါ့။နော်။တောက်ဆေးဆင်းဟိုဟော်မုန်းတွေပါတယ်တောက်ဆေးကတော့မရအောင်နိုးထွက်တာရော့သွားမယ်။တောက်ဆေးကြားဆိုလို့ရှိရင်ဟော်မုန်းတွေမျိုးတွေပါတယ်ဟာရမယ်။ထိုးဆေးရမယ်။လက်မောင်းနဲ့ထည့်တာရမယ်။နောက်ပစ္စည်းဟုတ်ကဲ့ဆရာ။ဥစားတိန်နဲ့ထည့်တဲ့ပစ္စည်းအဲ့ဒါတွေကသူတို့အတွက်တော့အဆင်ပြေတယ်။နိုးထွက်တာနဲ့ရော့တာပေါ့။မမရော့ပဲနဲ့နိုးထွက်တာမထိခိုက်ပဲနဲ့သူတို့ ုံးနိုင်တာတုံးနိုင်တာပေါ့နော်အဲ့တော့ဆမိုက်တာဘယ်လိုမျိုးတွေဒါနုတိုက်မိခင်တွေကြတော့ဘယ်လိုမျိုးဆင်းမျိုးတွေတောက်သုံးတင်လဲပေါ့နော်အဓိကတော့အဲ့ဒါမျိုးတွေလေးမြင်နောက်တစ်ခုကကြတော့ထပ်ပြီးမြင်နေတာဗာလဲဆိုတော့ဒီတချို့ကလေးတွေကြတော့တို့ဟိုပေါ့နော်တစ်နှစ်ခွဲနှစ်နှစ်လောက်ထိနုတိုက်တဲ့မိခင်တွေရှိရပေါ့နော်အဲ့ကာလာအတွင်းမှာဆိုရင်ရောဆမိုက်ဒီကလေးနုတိုက်မိခင်နဲ့ဟိုတားစေးရလဲသုံးနေရပေါ့နော်အဲ့လိုမျိုးဆိုရင်ရောဒီကလေးပေါ်ဘယ်လိုမျိုးအကျိုးအနေနဲ့တက်ရောက်မှုရှိမလဲပေါ့နော် ိုးကျိုးရှိလာပါဘောเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြပြပေးပါအောင်ရှင့်ခလေးဒီတားစေးတောက်ပြီးတော့ခလေးကို노တိုက်လို့ရှိရင်ခလေးဘောမှာ effect မရှိဘူးဟုတ်เนาะအဲ့ဒါကြောင့်노တိုက်ပြီးခင်တောက်တဲ့စေးတွေရောထိုးစေးတွေလည်းခလေးဘောမှာ effect မရှိဘူးဒါ6လကျော်သွားလို့စေးနှမျိုးပါတဲ့ဟာကြီးတောက်လို့ရှိရင်လည်း노ထွက်တာလေးနည်းနည်းလေးညော့သွားတာပဲရှိရခလေး노ဆုံးနေလို့ရှိရင်သူကသူ노လျက်ထွက်ပြီးခလေးတွက်ကုန်တော့ဘာမှအန္တရာယ်မရှိနိုင်ဘူးတိုက်နိုင်တဲ့ဘောကတွက်ကုန်လေတားစေးကလည်းကိုယ့်အကူပုံမှန်တော့